အင်တာနက်တုံးပြီး Google မှာတခုခုရှာလိုက်တာနဲ့မြန်မြန်ဆန်ဆန်အချက်လက်တွေရလာတာအားကြောင့်ပါလေဒီအကြောင်းကိုပြပြသွားမှာပါအကြောင်းရင်းကတော့ search engine ရောက်မှာပဲ search engine ဆိုတာ software system တခုပဲဖြစ်ပါတယ်သူ့အနေနဲ့အပိုင်း၃ပိုင်းအဓိကလုပ်ပါတယ်နံပါတ်၁ crawling နံပါတ်၂က indexing နဲ့နောက်ဆုံးကတော့ ranking တို့ပဲဖြစ်ပါတယ်ဥပဒေအနေနဲ့ crawling ဆိုတာကတော့အင်တာနက်မှာလွှင့်တင်ထားတဲ့ website တွေကို စကန်လုပ်ပြီးအချက်အလက်တွေကိုရယူတာပါဒုတိယအနေနဲ့ innocent ဆိုတာကတော့စုဆောင်းပြီးတဲ့အချက်အလက်တွေကိုရှာဖွေလို့ရတဲ့ data structure တွေအနေနဲ့စုစည်းတည်ဆောက်ထားတာပါနောက်ဆုံး ranking ဆိုတာကတော့ရှာဖွေတဲ့အချိန်မှာ innocent လုပ်ထားတဲ့တွေကနေအသင့်တော်ဆုံးရလက်တွေကိုထုတ်ပေးတာပါဒီအချက်တွေအရကျွန်တော်တို့အချက်အလက်တခုခုကိုရှာဖွေလိုက်တာ ਨੇ နောက်ကွယ်မှာလုံဆောင်ချက်တွေကအစင်းစင်းဖြစ်သွားတာပါ2025ခုနှစ်အစောပိုင်းစက်တမ်းများအရ Google အနေနဲ့တရက်တာအတွက် 8.5ဘီလီယံကျော်တဲ့ရှာဖွေမှုများလုံဆောင်ပေးနေတယ်လို့သိရပါတယ်။ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ Archivo Dashpay နဲ့ပတ်သက်တဲ့ information တွေကို comment မှာထည့်ပေးထားပါဗျာ။